အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Levan Sport ကဒီအခြေတိုင်းအင်ဒီတာကိုစားနေအောင်နဲ့တူပြီးခဲ့တဲ့အာရှရိုဆက်ကွန်ချစ်စပွဲမှာချစ်စပွဲအောင်မြင်ခဲ့တဲ့မြန်မာရိုဆက်ကွန်တင်အကြောင်းကိုပြောဆိုဆွေးနွေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုမင်္ဂလာပါအဲ့တော့မနေ့ကတော့တကယ်ပါတော့မြန်မာဘောလုံးလောကအတွက်အရေးပါတဲ့အယူတစ်ခုလို့ပြောလို့ရတယ်ဒီမြန်မာရိုဆက်ကွန်လူငယ်အသင်းကပေါ့နော်ဒီဆီရီးယားအသင်းကိုနှစ်ခုစီတီးကစားပြီးတော့ဒီလာမယ့် 2026ကျရင်ဆိုဒီမှာကျင်းပမယ်ဒီအာရှဖလားရုပ်ဆက်ကွန်ပြောင်းမယ်ဝင်ခွင့်ရခဲ့မယ်အဲ့တော့ဒီအသင်းအကြောင်းပေါ့နော်ဟိုဒီအသင်းကတော့ခုမှပြည်သက်တွေကရင်းနှီးမှုရခဲ့တယ်ဒါပေမဲ့ဒီအသင်းကဘယ်ချိန်ထဲကစပြီးတော့တည်တည်ခဲ့ရလဲပေါ့ပြီးတော့ဘယ်လိုစတင်တည်ဆောက်ပြီးခဲ့လဲပြီးတော့ဒီအသင်းရဲ့နည်းပြပေါ့နော်ကုကြော်စရာဆိုရင်ဘယ်လိုမျိုးလဲဆိုတာကိုတစ်ချက်တော့ပြည်သက်တွေတည်အောင်ပြောပြပေးပါအောင်ဗျာဒီအသင်းအကြောင်းအခုလက်ရှိဒီ2026အာရှဖလားရုပ်ဆက်ကွန်ပြိုင်ပွဲကိုနော်ခြေစပွဲအခုအောင်လာပြီမြန်မာရုပ်ဆက်ကွန်အသင်းအား ဲ့တော့ဒီမြန်မာရေစခုံအသင်းကိုရဲ့ဒီတရေဘယ်ကနေစပြီးတည်လာကြလဲဆိုတော့စပြောမှာအနည်းဆက်ဆုံးအကိုတို့ပြန်ပြီးတော့ဆွဲကောက်ကြည့်မယ်ဆိုလို့ရှိလို့ရှင်မနှစ်ကပေါ့နော်မနှစ်က February မှာမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်က2024မှာနိုင်ငံတကာပြိုင်ပွဲနှစ်ခုရှိတယ်။ ASEAN U19 Championship ပြိုင်ပွဲရဲ့2025 ASEAN U19 Championship ချစ်ဒီပွဲရဲ့နှစ်ခုရှိတယ်။နှစ်ခုရှိတဲ့အတွက်ကြောင့်မနှစ်က February မှာမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကနေပြီးတော့ မြန်မာယူဆက်ကောင်အတင်းအဲ့ဒီနိုင်ငံတကာပြိုင်ပွဲနှစ်ခုအတွက်ရည်ရွယ်ပြီးတော့အတင်းကိုစပြီးဖွဲ့လိုက်တယ်။ဖွဲ့တဲ့အခါကျဘလို့ဖွဲ့လဲဆိုတော့ဒီမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကထောင်ဆိုတာတကူဖွဲ့စည်းထားတဲ့တည်ထောင်ထားတဲ့အကယ်ဒမီတွေရှိရဲအဲ့ဒီအကယ်ဒမီတွေကနေပြီးတော့ခြေသွန်းခြေစားရှိရဲအသက်မီတဲ့ကစားသမားတွေကိုရွေးထုတ်တယ်နောက်တစ်ခါ FIFA နဲ့ဒီမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်နဲ့ပေါင်းပြီးတော့လုပ်တဲ့ U15 League ပြိုင်ပွဲဆိုတာရှိရဲတို့ပြည်ပွဲမှာအဲ့ဒီ U15 League တို့ U17 League တို့ကနေပြီးတော့ ိုဟာခြေစွမ်းရှိတဲ့ကစားသမားလေးတွေကိုရွေးထုတ်တယ်နောက်တစ်ခါအပြင်းနဲ့တိုင်းအဲပြိုင်ပွဲတွေပေါ့နော်တတန်းလိုက်ပြိုင်ပွဲတွေရနေပြီးတော့မှခြေစွမ်းရှိတဲ့လူငယ်တွေကိုရွေးထုတ်ပြီးတော့မှအဲကစားသမားတရာကျော်လောက်ရှိတယ် final straight လူရွေးထုတ်လိုက်တော့ပေါ့နော်တိုင်းနဲ့ပြည်ပြည်တိုင်းရနေပြီးတော့တနိုင်ငံလုံးတိုင်းတာနေပြီးတော့ရွေးလာတော့ကစားသမားအများကြီးပဲအဲ့ဒီကမှ final ထပ်ပြီးတော့ရွေးထုတ်တာတရာကျော်အဲ့တရာကျော်ကနေပြီးတော့စင်ကဲစင်ကဲနဲ့ရွေးပြီးတော့မှအယောက်30ကျော်လောက်ပနာမအနေနဲ့ရွေးပြီးတော့မှ ဒီအခုလက်ရှိမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်မှာ technical driver လုပ်နေတဲ့ဂျပန်ကြီးမီတာပေါ့နော်မီတာကိုသူ့ကိုနေပြချုပ်အနေနဲ့သူ့တာဝန်ပေးလိုက်တာတာဝန်ပေးပြီးတော့ကိုလိုဇူလိုင်မှာအဒီအာဆီယံ U17 Championship ပေါ့ U17 Championship အာဆီယံ U16 Championship ပြိုင်ပွဲကိုအဲဂျပန်နေပြကိုနေပြချုပ်အနေနဲ့တာဝန်ပေးပြီးတော့ဝင်ပြိုင်ခိုင်းလိုက်တယ်ဝင်ပြိုင်ခိုင်းလိုက်တော့မျော်မှန်းလို့ဖြစ်မှာပေါ့အုပ်စုတွေမှာပါကြားလဲဆိုလို့ရှိရင်အခုမြန်မာ U16 အသင်းက အဲဘီအန်အန်နဲ့ကြားတယ်ကမ်ဘောဒီးယားနဲ့ကြားတယ်ဘရူနိုင်းနဲ့ကြားတယ်ဆိုတော့အိုဆူကကြည့်မယ်ဆိုလို့ရှိရင်ဘီအန်အန်တသိန်းပဲဟိုအခက်အခဲတွေ့နိုင်စရာရှိတယ်ကမ်ဘောဒီးယားနဲ့ဘရူနိုင်းဆိုတာတော့ငယ်နိုင်မယ်လို့အခုလိုထင်လိုက်ကြတာပေါ့နော်အားလုံးကလည်းဒီလိုပဲတွက်တယ်ဒါပေမဲ့ကန်ဆိုးကျင်တော့အဲဘရူနိုင်းကိုတော့နိုင်တယ်အခုလိုအတင်းရမြန်မာယူဆက်6အတင်းလေးရဒါပေမဲ့ကမ်ဘောဒီးယားကို1 2နဲ့ဆိုတာရှုံတယ်မထင်မှတ်ပဲနဲ့1 2နဲ့ရှုံတယ်နောက်တစ်ခါဘီအန်အန်ကိုထပ်ရှုံတယ်ရှုံတော့အိုဆူတွေနှစ်ပွဲရှုံပြီးတော့ဘရူနိုင်းကိုနိုင်ပြီးတော့အိုဆူကနေပြုတ်ပြီးတော့ပြန်လာတယ် ပြန်လာတော့မသွားခင်တော့ထင်ထားတာပေါ့နော်။နောက်တစ်ဆင့်တက်မယ်လို့ပဲလေအကုန်လုံးကထင်ထားကြတယ်။ဒါပေမဲ့မြန်မာ U16 တင်းရဒီ ASEAN U16 Championship မှာအုပ်စုကနေပြုတ်ပြီးပြန်လာတော့ဖြစ်တဲ့အတွက်ကြောင့်အမဘောလုံးဖွဲ့ချုပ်ကဟိုဟာပြောင်းပြောင်းလဲမှုတွေအပြောင်းလဲတွေလုပ်တယ်လုပ်တဲ့အခါဘလို့ပြန်လုပ်လိုက်လဲဆိုတော့မီတာကိုသူ့ရဲ့ငကုံမူလ technical director ပဲပြန်ပေးလိုက်တယ်ပေးလိုက်ပြီးတော့ဒီမြန်မာ U16 အတင်းကိုပြန်လဲဖွဲ့စည်းမယ်ဆိုပြီးတော့နောက်ထပ်လူသစ်တွေထပ်ရွေးတယ် အဲခုနကအခုပြောလို့ပဲ academy တွေရောဒီဟိုဟာတွေရောပြည်တွင်း U15 တို့ U17 လေးတို့ဟာကိုကစားသမားတွေထပ်ပြီးတော့အသက်မီတဲ့ကစားသမားတွေခြေစွမ်းရှိတဲ့ကစားသမားတွေပြန်ရွေးထုတ်ရွေးထုတ်ပြီးတော့နှစ်သင်းပြန်ဖွဲ့ AB ဆိုပြီးနှစ်သင်းဖွဲ့နှစ်သင်းဖွဲ့ပြီးအဲ့ဒီနှစ်သင်းမျိုးခြေစမ်းပွဲတွေကစားခိုင်းကိုကစားခိုင်းပြီးတော့နောက်ထပ် U16 အသင်းနောက်ထပ်အသစ်တစ်ခုပြန်ပြီးတော့ဖွဲ့စည်းတယ်။ဘာကြောင့်ဖွဲ့ရသလဲဆိုတော့ November မှာအကိုတို့ကအာရှခြေစပွဲရှိရ2025အာရှယူဆက်ကုန်ခြေစပွဲရှိရအဲ့ဒီပွဲကိုဝင်ဖို့အတွက်ကိုအာရှခြေစပွဲဝင်ဖို့အတွက်ကိုမြန်မာယူဆက်6အသင်းပြန်ပြီးအသက်ဖွဲ့စည်းတာ။ ဖွဲ့စည်းလိုက်ပြီးတော့အသင်းကပြန်ဖြစ်သွားပြီဖြစ်သွားပြီးတော့ခါကျတော့ခုနကဂျပန်နေပြမီတာကိုတာဝန်မပေးတော့ဘူးမီတာကိုသူ့နကူဟိုတာဝန် technical driver ကိုပေးပြီးတော့ကွန်ဆောင်မျိုးအောင်ဆောင်မျိုးကိုနာမည်ပို့ပါတာဝန်ပေးလိုက်နေပြချုပ်နေတယ်ကွန်ဆောင်မျိုးဆိုတော့ကအမှန်အသင်းရခိုင်တို့ခန္ဓာဝီတို့စသဖြင့်ပေါ့နော်အဲ့လိုအသင်းနှစ်သင်းသုံးသင်းလောက်ကိုဒီပြချုပ်နေတယ်ဂိုင်ဘူးတဲ့သူနောက်တော့ကလက်ရွေးစင်ကစားသမားဟောင်းလည်းဖြစ်တယ်အခုလက်ရှိအခုစီကိန်းဝင်နေတဲ့ဒီမြန်မာယူ20နှစ်အသင်းမှာလည်းလက်ထောက်နေပြအနေနဲ့သူကပါသွားတယ် သူ့ကိုနေပြချုပ်နေလဲတာဝန်ပေးပြီးတော့အာရှ2025အာရှယူဆက်ကွန်ချက်တူပွဲကိုဝင်တိုင်ခိုင်းလိုက်တယ်။ဝင်တိုင်ခိုင်းလိုက်တော့လေမြန်မာအသင်းကဘာဖြစ်လဲဆိုတော့တို့အဲ့ဒီမှာတို့ဟာဗီယက်နမ်၊ကာဂျစ္စတန်၊ယီမင်အဲ့ဒီအသင်းတွေနဲ့ကြားတယ်။အဲ့ဒီမှာအခုကကာဂျစ္စတန်အသင်းကိုပဲနိုင်တယ်။ဗီယက်နမ်နဲ့ယီမင်အသင်းကိုရှုံးတယ်။ရှုံးပြီးတော့အာရှချက်စပွဲလဲမနှစ်ကမအောင်ပြန်ဘူးမြန်မာယူဆက်6တရား။မအောင်တဲ့အခါကျတော့နှစ်ကုန်ပေါ့။နှစ်ကုန်တော့မြန်မာယူဆက်6အသင်းကမနှစ်က နိုင်ငံကာကပြိုင်ပွဲနှစ်ခုပေါ့နော်အာဆီယံပြိုင်ပွဲနဲ့အာရှခြေစစ်ပွဲနှစ်ခုစလုံးမှာဘာမှဟိုရလက်ကောင်းနေမရဘူးပေါ့နော်မရတဲ့ခါကျတော့အဲ့တော့ပုံစံမျိုးကိုလည်းဟိုအားနေပြီးတော့အဲ့ U16 အသေးကနေပြီးတော့အဲ့ဒီယာရူကနေပြီးတော့မှ30အခု U20 စီးကိန်းဝင်မယ်အခုညီမ U20 အသေးကလက်ထောက်နေပြနေနဲ့အခုဂျပန်နီးပြရဲ့ဟိုဟိုကုရိုဆာကီရဲ့အောက်မှာသူ့ကိုလက်ထောက်နေပြနေနဲ့ထားလိုက်ပြီးတော့အဲ့ဒီဦးကျော်စရာကိုကိုကျော်စရာကိုခေါ်ပြီးတော့နေပြကြုံနေနဲ့ထားလိုက်တာကိုကျော်စရာက ဘယ်ကလာလဲဆိုတော့မန္တလေးဘောလုံးအကယ်ဒမီမှာသူက head coach အနေနဲ့လုပ်နေတာနေပြတွေရဲ့အကယ်ဒမီတွေမှာနေပြတွေအများကြီးရှိတယ်အဲ့နေပြတွေလည်းမှာ head coach အနေနဲ့လုပ်နေတာအဲ့ဒီလုပ်နေတဲ့မန္တလေးအကယ်ဒမီကအခုကြော်စရာကိုဒီမြန်မာယူဆက်ချောက်အသင်း head coach အနေနဲ့လာပြီးတော့တောင်းနေယူပေးပါဆိုပြီးတော့သူ့တောင်းပေးလိုက်တာအဲ့တော့ဒီမြန်မာအခုလက်ရှိခြေစပွဲအောင်လာတဲ့မြန်မာယူဆက်ချောက်အသင်းကဒါဆိုလို့လို့ရှိရင်ဦးကြော်စရာကိုကြော်စရာလက်ထက်မှာတစ်နှစ်လောက်ပေါ့နော်တစ်နှစ်လောက်ကောင်းကောင်း train လာတဲ့အသင်းပေါ့ သူ့လက်ထက်မှာကိုကျော်စီကအပြုပြင်ပြောင်းလဲမှုတွေအများကြီးပြန်လုပ်တယ်ခုနမီတာလက်ထက်ကကစားသမားတွေကွန်ဆော်မျိုးလက်ထက်ကကစားသမားတွေအဲ့ဒီကကစားသမားတွေပါလာတဲ့သူတွေလည်းရှိတယ်မပါလာတဲ့သူတွေလည်းရှိတယ်ကျန်နေတဲ့သူတွေလည်းရှိတယ်အစ်စ်ထပ်ပြေထားတဲ့ကစားသမားတွေလည်းရှိတယ်ဒါကသူဒီတစ်နှစ်အတွင်းမှာသူ့ဘက်သူ revolution လုပ်ပြီးတော့သူ့ဘက်သူပြုပြင်ပြောင်းလဲပြီးတော့မှဒေသုံးကိုတိဆောက်ထားတဲ့အသင်းဒါပေမဲ့ဒီအသင်းကဒီ2025ခုနှစ်ထဲမှာတကယ်တကယ်လည်းကြတော့ နိုင်ငံကပြိုင်ပွဲရေကိုကြီးကြီးမားမားဘာမှမရှိဘူး။ဟုတ်ဘာမှဝေပြိုင်ခဲ့ရတာမရှိဘူး။ဒါပေမဲ့ဒီအခုအာရှခြေစပွဲမတိုင်ခင်မှာ तू ကထိုင်းကိုသွားပြီးတော့ဖိတ်ခေါ်ပြိုင်ပွဲသွားကစားတယ်။ကလပ်အသင်းတွေထိုင်းကလပ်အသင်းတွေနဲ့ကစားတယ်ဖိတ်ခေါ်ပြိုင်ပွဲ။အဲ့ဒီမှာတတရရလာတယ်။အဲ့ဒီရရလာပြီးတော့ရန်ကုန်ပြန်ရောက်တယ်။ရန်ကုန်ပြန်ရောက်ပြီးတော့တရုတ်ပြည်သွားတယ်။တရုတ်ပြည်သွားပြီးတော့တရုတ်ယူ16အသင်းနဲ့ခြေစပွဲနှစ်ပွဲကစားတယ်။နှစ်ပွဲကစားမှာပထမပွဲက4-0နဲ့ရှုံးတယ်။ဒုတိယပွဲမှာတရုတ်ယူ16အသင်း2-0နဲ့ပြန်လာတယ်။အဲ့ဒါပြီးတော့မှဒီအာရှ အခု2026အစယူ16ယူ16ခြေစပွဲကိုဝေပြိုင်ခဲ့တာပေါ့နော်ပြန်ပြီးတော့အခုလိုခြေစပွဲအောင်သွားတာအဲ့တော့ဒီကိုခုနကပြောလို့ပဲနော်ဒီအရှယူ16ခြေစပွဲအောင်ခဲ့တဲ့မြန်မာလူငယ်တန်းရဲ့ဒီဖြတ်သန်းမှုကြောင့်လည်းပြည်သက်တွေလည်း တော်များတိခဲ့ပေါ့နော်အဲ့တော့ဒီအတင်းကခုမှဒီခြေစပွဲအောင်အောင်လို့လားပြည်သက်တွေကဒီပို့ပြီးတော့ဒီထားမိလာရဲ့ပြည်သက်ပို့ပြီးတော့အားပေးခံရပေါ့နော်ဒါပေမဲ့ဒီအတင်းရဲ့ဖြတ်တန်းမှုကတော်တော်လေးတော့ဒီအခက်ခဲရင်ဆိုင်ခဲ့ရတွေ့ရပါခုမှလာဒီအောင်ပွဲရဲ့အသေးပွင့်ကိုခံစားခွင့်ရအောင်နော်မြန်မာဘလုံးလောကရဲ့အယူတစ်ခုလို့ပြောလို့ရအောင်အဲ့တော့ကိုယ်ရဲ့ဒီပြီးခဲ့တဲ့အုပ်စုအဆင့်မှာဒီခြေစပွဲအုပ်စုအဆင့်မှာဆိုရင်ဒီအိုမန်ဆီးရီးယားတို့တို့ဒီအာရှထိပ်သီးသင်းတွေပါခဲ့တယ်အဲ့ထိပ်သီးသင်းတွေကိုပေါ့နော်ကြော်ဖြတ်ပြီးတော့ဒီမြန်မာတင်းလေးကဒီခြေစပွဲအောင်နေဆိုအဲ့အုပ်စုအဆင့်ဖြတ်တန်းမှုကြောင့်ပေါ့နော်အားတာချက်တွေအားနည်းချက်တွေပြီးတော့ တို့ရဲ့ကောင်းကွက်ဆိုးကွက်လေးအခုအမြင်ကြီးပြောပြပါဦး။အုပ်စုကလက်ရှိဒီ2026အာရှယူဆက်ကွန်ခြေစပ်ပွဲမှာမြန်မာယူဆက်ကွန်အသင်းကခုနကာကြီးပြောသလိုပေါ့အိုမန်စီးရီးယားတို့လို တကယ်အာရှထိပ်သီးအသင်းတွေနဲ့တောဆူတဲ့လာကြတဲ့အတွက်ကြောင့်ဟိုနောက်ပြီးတော့ခြေစပ်ပွဲရဲ့ဟိုရူဆန်ရဂူလေးရှင်းအရလဲတောဆူမှာတသိမ်းမတက်အောင်အုပ်စုပထမရတဲ့တသိမ်းမတက်မှာဖြစ်တဲ့အတွက်ကြောင့် အကူလည်းမထင်ဘူးပြိဿတွေတော်တော်များများကလည်းမြမယူဆက်ကွန်အသိအခြေစွဲအောင်မယ်လို့မထင်ဘူးဟုတ်တယ်ဒါအကူအကူပုံပွင့်နေနေပြပြအမှန်တိုင်းပြပြထင်ဦးမထင်တာဘာကြောင့်အိုမန်စီးရီးယားလို့ကြော်နိုင်မယ်လို့မထင်ဘူးလေတက်ပါဗျာအိုမန်တို့ဘာလို့ဆိုတော့အာရှယူဆက်ကွန်မှာချန်ပီယံဖလားတွေပါရထားတဲ့အသိဆိုတဲ့အခါကျတော့အဲ့တော့ဒါပေမဲ့ အာဖရိကနစ္စတန်နဲ့နီပေါ်နဲ့ဟိုစောစောစီစီရှေ့ဘွေးနှစ်ဘွေးမှာနိုင်လိုက်တဲ့အတွက်ကြောင့်မြန်မာအသင်းကတော်တော်လေးကိုစိတ်သက်တက်သွားတယ်တက်သွားပြီးတော့သူတို့ကသူတို့လည်းကစားသမားတွေကယုံကြည်မှုလည်းအပြည့်ရသွားတယ်ပေါ့နော်အဲ့ဒီမှာကိုကိုကလုံးဝ confidence ဖြစ်သွားတဲ့အချိန်မှာအိုမန်အသင်းက နိုင်ခဲ့မယ်ဆိုလို့ရှိရင်ငါတို့ခြေစပွဲအောင်ဖို့မျှော်လင့်လို့ရပြီဆိုတော့သူတို့သိသွားတယ်သိသွားတဲ့အချိန်မှာသူတို့အိုမန်နဲ့ဘွေးမှာသူတို့ဖောင်ဖြတ်ပြီးကစားတာလေဖောင်ဖြတ်ပြီးကစားတယ် သူတို့အိုမန်နဲ့ပွဲမှာကစားတဲ့ခြေစွမ်းကအရန်ကောင်းတယ်ဟုတ်ကဲ့ဒီမှာယူဆက်ကွန်အတင်းရဲ့ခြေစွမ်းတင်းလုံးဘာမှမပြောစရာမရှိအောင်ကောင်းတယ်နီးပြရဲ့ control လည်းကောင်းတယ်နောက်တော့ဆက်စပီးတွေကနေဂိုးယူလာတွေရောဒီကစားသမားတွေရဲ့ဒီတင်းဆိုင်တွေရောဒီဟိုအတင်းလိုက်ကစားပုံအကုန်လုံးဘာမှအပြစ်ပြောစရာမရှိဘူးပေါ့တော်တော်လေးဟိုဘယ်လိုမြိုင်နေလို့ပြောရမှာနော်အပြစ်ပြောစရာမရှိအောင်အိုမန်နဲ့ပွဲမှာတကယ်လဲရလက်ကတူးစည်းဆိုတဲ့အတိုင်းပဲတည်တည်တတ်တတ်လေးနဲ့ဟိုတကယ်ဟိုနိုင်ပွဲကထိုက်တယ်နဲ့စီးရီးယားနဲ့ပွဲကိုပို့ပြီးတော့ ဟိုဟာဖြစ်သွားတယ်။အိုမန်ကိုနိုင်လိုက်တော့ကြောင့်စီးရီးယားနဲ့ပွဲမှာပို့ပြီးတော့ဟို confidence ပို့ရှိသွားတယ်။စီးရီးယားကိုလည်းနိုင်မယ်လို့ပဲကစားသမားတွေအကုန်လုံးကယုံကြည်ထားတယ်။အိုမန်တော့နိုင်ပြီဆိုတဲ့အခါကျတော့စီးရီးယားကိုနိုင်မှာပဲ။ဘာကြောင့်လဲဆိုတော့ဟိုအုပ်စုတွေမှာအိုမန်စီးရီးယားကိုနိုင်ထားတာဟုတ်ကဲ့နော်။နိုင်ထားတဲ့အခါကျတော့စီးရီးယားကိုလည်းနိုင်မယ်လို့တွက်တာပဲ။ဒါပေမဲ့စီးရီးယားနဲ့ပွဲမှာလည်းကစားသမားတွေတော့အကူကဒီအရွယ်လေးတွေဆိုတော့တူးချင်းဘယ်ကစားသမားကတော့ဘယ်လိုအားနည်းချက်ရှိရဲ့ဘယ်ကစားသမားကတော့တော်တယ်ဆိုပြီးအဲ့လိုမျိုး တူတယောက်ကိုတော့နာမည်တက်ပြီးခြေကျူပြီးတူတယောက်ကိုတော့ခြေစွမ်းပိုင်းကဟိုဟာတိုက်ပြီးတော့အစင်မပြေဘူးလို့ပါလို့ပြောဖို့ကတော့မသင့်တော်ဘူးเนาะဒီရွယ်လေးတွေအခုမှ16 17ဆိုတော့အရင်ငယ်သေးတယ်သူတို့ရဲ့စိတ်ဟိုဟာနုနယ်သေးတဲ့အချိန်မှာအဲ့လိုမျိုးဟိုဟာတော့နာမည်တက်ပြီးပြောမှာတော့တိတ်အစင်မပြေဘူးအဲ့တော့အတင်းလိုက်ကစားကွက်နဲ့အတင်းလိုက်ဟိုဟာပုံစံမျိုးနဲ့ပဲပြောရမှာဆိုလို့ရှိရင်တော့အဲအဖြစ်ပြောစရာမရှိပါဘူးကစားသမားတွေအကုန်လုံးစူးစမ်းကြတယ်ကောင်းတယ်စိတ်ဓာတ်ပိုင်းစီကံပိုင်းစူးစမ်းအောက်ထုတ်မှုပိုင်း ဘာတစ်ခုမှပြောစရာမရှိအောင်မကောင်းပါနဲ့ဒါမှမဟုတ်တစ်ခုပဲအဲ့ဒီအဲနီးပြကိုကျော်စေးကဒုတိယပိုင်းမှာလူစားလဲတာလေးပေါ့နော်အဲ့ဒီခါလေးကတော့အခုစိတ်ထဲမှာနည်းနည်းတော့ဘဝင်တိတ်မကြဘူးရှေ့ထဲမှာငင်းကြီးတန်းနဲ့ရဲကြော်ဟိုဟာရဲကြော်တူလားမသိဘူးနော်ရှေ့ထဲမှာကစားတာနံပါတ်19လေးအဲသူတို့နှစ်ယောက်ကိုတပြိုင်နဲ့လဲတယ်နောက်တစ်ခါအဲဒီဝေရန်နဲ့နောက်ဟိုဟာစိုက်ကောင်းမြတ်လားမသိဘူးနှစ်ယောက်ကိုတပြိုင်နဲ့စတရိုက်ကာနှစ်ကောင်းစတရိုက်ကာနှစ်ယောက်ကိုထုတ်ပြီးစတရိုက်ကာနှစ်ယောက်ကိုထည့်တဲ့စတိုင်ပေါ့နော်အဲ့ဒီအောင်လုပ်တယ်ဆိုတဲ့ခါကျတော့အဲ့ဒီဟိုဟာလေးကို ညီညီတန့်ကိုထုတ်တဲ့ဟာလေးတခုပဲအကူကဟိုပါဖြစ်တာပါညီညီတန့်ကဟိုတတိယအမြင်ပြောမယ်ဆိုလို့ဆိုလို့ရှိရင် तू က striker ပုံစံမျိုးကစားနေတာမဟုတ်ဘူးအကူမြင်တာတော့လေဟိုဟာဟို shadow striker ပုံစံမျိုး forward ပုံစံမျိုးကစားနေတာ तू ကဝင်းလေကိုစင်းနေဘောလုံးစင်းသေးတယ်အလဲနဲ့အလဲကကစားသမားတွေနဲ့ချိန်တယ်ပြီးရင်အုပ်စုဖွဲ့ပြီးတက်တယ်အပေးယူလုတ်တယ်အသင်းကိုကစားဝက်ကိုတိဆောက်ပြီးတော့မှဒီလိုရွေ့ပြီးတော့သွားတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုအရန်ကိုတကွင်းလုံးတိပေါ့ကိုဒီတန်ပတ်ပြီးကစားပြီးတော့ဟိုအသင်းရဲ့ ဟိုလှုပ်အောင်လုံးအပြေးဝါပေါ့နော်ကစားနေတဲ့စိုက်တက်လို့စိုက်တက်ပိုင်းမှာလည်းအမြင့်ဆုံးနေအတင်းအရန်ပိဆက်နေတဲ့အချိန်မှာသူ့ကိုထုတ်လိုက်တာကနည်းနည်းလေးဟိုကပြတယ်နော်သူ့ကိုထုတ်တဲ့အချိန်မှာတူဝမ်းနဲ့ရှုံးနေတဲ့အချိန်ဟုတ်အဲ့မှာတော့သူသူတို့နဲ့ထုတ်ပြီးတဲ့ချိန်မှာဘလောက်မှမကြောက်တူးတူးဖြစ်သွားတာပေါ့နော်အဲ့တော့လူစားလဲတဲ့အပိုင်းလေးအဲ့ဒီခါလေးတစ်ချက်ပဲအကိုစိတ်ထဲမှာနည်းနည်းလေးဘဝင်မကြတာရှိတယ်ကျန်တဲ့အပိုင်းကတော့ဘာမှအပြစ်ပြောစရာမရှိပါဘူး ဟုတ်ကဲ့ပါကျွန်တော်ဒီလူငယ်တင်းတင်းနဲ့ပတ်သက်ပြီးတော့ဒီမြန်မာဘလုံးလောကမှာကျွန်တော်မြန်မာပရိသတ်တွေပေါ့နော်ဒီမပြောရတာလည်းကြာပြီပြောရမယ်ဆိုတော့ဒီအောင်သူတို့ဒီ26ခက်တော့တယ်အောင်နော်ကျွန်တော်ဆိုတော့ဒီကွင်းထဲဒီသွားပြီးတော့ဒီအားပေးခဲ့ရခြင်းဒီအဲ့ဒီချိန်ကြီးပြန်ပြီးတော့ဒီလမ်းမောတန်းသားမိအောင်နော်ဒီ26အတင်းကတော့ဒီမြန်မာပရိသတ်တွေကိုဖန်တီးပေးခဲ့ပေါ့နော်အဲ့တော့ဟိုခုဆိုရင်ဒီလာမယ့်နှစ်မှာကစားမယ့်ဒီ sorry မှာကစားမယ်2026အရှာ26ပြိုင်ပွဲကြီးကိုရောက်ခဲ့ပြီအဲ့တော့အဲ့ပြိုင်ပွဲက26တဲ့အစက်ကံရမှာပြတော့အဲ့ဒီပြိုင်ပွဲမှာရောဒီအသင်းလေးရောပေါ့ကိုယ်ကဒီ ကြာကာလလည်းတိတ်မကြံတော့လေပြိုင်ပွဲကဟိုတိတ်မကြံတော့ကာလမှာကိုဒီအသင်းလေးမှာဘယ်လောက်ထိမျှော်လင့်လို့ရလဲကိုပြောပြပါဦးလာမယ့်2026အာရှဖလာယူစက်ခွန်ပြိုင်ပွဲကမေလမှာဆော်ရီမှာလုံးမှာပေါ့နော်ဆော်ရီမှာဆော်ရီမှာလုံးမှာဆိုတော့ခုနကာကြီးပြောသလိုပဲကြာကာလက၄၅လပေါ့နော်၅လလောက်ပဲရှိတော့တာပေါ့နော်၅လလောက်ပါပါပဲမြန်မာယူစက်ခွန်ပြိုင်ပွဲပြင်ဆင်ကြရအောင်မယ်အဲ့တော့လာတွေ့မဲ့အသင်းတွေကလည်းအခုအာရှကျယ်စီပွဲမှာတွေ့ခဲ့တဲ့အသင်းတွေထက် ပို့ပြီးတော့ကောင်းတဲ့အသင်းတွေအနည်းဆုံးတော့ Oman Syria လို့နဲ့ခြေလူကစားနေတဲ့အသင်းတွေနဲ့လာပြီးတွေ့မယ်။အုပ်စုမှာ၄သိန်း၄အုပ်စုခွဲမှာဖြစ်တဲ့အတွက်ကြောင့်အနည်းဆုံးကတော့အသင်းကြီး၂သိန်းနဲ့ထိတိုက်တွေ့မယ်။ဥမာဂျပန်တောင်ကိုရီးယားမြောက်ကိုရီးယားဥဇဘက်ကစ္စတန်ဥဇဘက်ကစ္စတန်ဆိုလက်ရှိချန်ပီယံဟုတ်ကဲ့လက်ရှိချန်ပီယံ sorry ပြောလို့မရဘူးဒီလိုဒီလိုထိတ်တန်းအသင်းကြီးတွေနဲ့တွေ့နိုင်မယ်ပြီးလို့ရှိရင်အာရှဟလာအာဆီယံတို့အာဆီယံ region ကဆိုလို့ရှိရင်အခုဒီခြေစပွဲမှာမြန်မာပါဝင်ဆို၄သင်းတက်လာတယ်ဩစတြေးလျကိုခဏမိထားလိုက် ။ဩစတြေးလျဩစတြေးလျတို့အာဆီယံနဲ့ခဏပေးတာလို့ချင်။ထိုင်း၊အင်ဒိုနီးရှား၊ဗီယက်နမ်ပမာဆိုပြီးတက်လာပါဘောနော်။ဆိုတော့ကကြတော့ဒီအသင်းနေနဲ့လေတို့အဆုတွေမှာပြန်ကြရင်ကြမယ်ဘောနော်။တို့ကတကယ်လို့သာ မျောလင့်ချက်ရှိတာကနိုင်နိုင်ကြီးရှိတာကအာဆီယံ region တွေကအသင်းတသင်းတင်းနဲ့လာပြန်ကြအာဆီယံ region အသင်းကိုပဲနိုင်ကောင်းနိုင်နိုင်နိုင်ကောင်းနိုင်နိုင်ပဲပြောတာနော် BNN Thai Indonesia ကိုပြောတာနိုင်ကောင်းနိုင်နိုင်ပဲကျန်တဲ့ဟိုအသင်းကြီး၂သင်း၄သင်းလေးဟုတ်ဆိုဖြစ်တဲ့ပြောကျန်တဲ့၂သင်းအသင်းကြီး၂သင်းကိုနိုင်ဖို့ဆိုတာကတော့အကူရောတော်တော်လေးကိုရုံးကန်အခြေအနေမှာရှိရယ်မနိုင်နိုင်ဘူးလို့ပြောတာမဟုတ်အခု Oman Syria ကိုတော့မှာပဲအကူရော Oman နိုင်ငံပြီးတော့နော် Syria ကိုသူကစားပြပြီးပြီဆိုတော့ပြောလို့လည်းမရဘူးဒါပေမဲ့အဲ့တော့ဒီဂျာကာလာမှာအကူရောဘယ်လိုလုပ်မလဲပေါ့ဒါကဘောလုံးဖွဲ့ချုပ်ပုံမှာမူတီ ည်တယ်ဘောလုံးဖွဲ့ချုပ်ရဲ့သွားမဲ့ guideline ဘောလုံးဖွဲ့ချုပ်ရဲ့သွားမဲ့ trend ဒီပုံမှာဒီမြန်မာယူဇက်ကွန်အသင်းရဲ့ကောင်းခြင်းဆိုးခြင်းအတက်အကျအဲ့ဒီ2029အာရှယူဇက်ကွန်ရဲ့ဟိုအပေါ်မှာရလက်ပုံမှာသွားပြီးမူတည်မယ်တကယ်လို့သာဒီကြားကာလမှာမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ် MFF ကနေပြီးတော့ဒီ user core အတင်းကောင်းကောင်း supporting လုပ်မယ်ဟိုနော်ကောင်းကောင်း supporting လုပ်ပြီးတော့ကောင်းကောင်းဒီကာလအတွင်းမှာကောင်းကောင်းလေးဟိုနော်ဥမာဟို training schedule တွေဆွဲမယ်ဟိုတိုးတွေလွတ်မယ်နိုင်ငံသားတိုးတွေလွတ်မယ်နိုင်ငံသား club နိုင်ငံသားတင်းနေတယ်တည်တည်ချာချာကစားခိုင်းပြီးတော့အတင်းကိုစနစ်တကျနဲ့တည်တည်ချာချာလေးပြည့်ပြည့်စုံစုံလေးနဲ့ sporting လုပ်မယ်ဆိုလို့ရှိရင်တော့ quarter final သာမြန်မာအတင်းရောက်ခဲ့မယ်ဆိုရင်ဒီ2026အာရှယူဆက်ကုန်က quarter final သာရောက်ခိုင်း auto ကမ္ဘာဖလားယူဆက်ကုန်ဟုတ်တယ်ခါကမွေးရဘူးနော် quarter တက်မဲ့ရှစ်တင်းကကမ္ဘာဖလားကိုကစားကုန်ရမှာဆိုတော့နောက်ပြီးတော့အခုဒီနီးပြကိုကျော်စရာကလည်းသူ့ရဲ့ရီမန်းချက်က ကမ္ဘာဖလားဟိုကမ္ဘာဖလားယူဆက်ကုန်ပွဲကိုဝင်ခင်ကန်ကျင်တယ်ဆိုပြီးသူကထုတ်ပြောထားတာလေးရှိတာပေါ့နော်အခုတို့လည်းမြင်တွေ့ကြပါတယ်တကယ်နော်ဟုတ်ကဲ့အဲ့တော့ဘလုံးဖွဲ့ချုပ်ရဲ့တွားမဲ့ train ဘလုံးဖွဲ့ချုပ်ရဲ့ဟို support လုပ်မဲ့ပုံမှာပဲမူတည်ရဒီအသင်းကလည်းဒီတော်တော်လေးလေးပြည်သက်တွေကိုစိတ်ချမ်းသာအောင်လုပ်ပေးခဲ့တယ်ပျော်ရွှင်မှုတွေပေးခဲ့တယ်ဒါပေမဲ့နောက်ပိုင်းချိန်တွေမှာဒီအဓိကဒီဘလုံးမားတွေပေါ့ဘလုံးမားမဟုတ်အားသာမားလည်းမဟုတ်ကျွန်တော်ဘုံဝါပေးရမယ်ဆိုဒီလက်ဝဲမှာဆိုတန့်စင်တော့ပါဒီပြိတက်ကဒီမြောက်စားတော့အရန်ခံရပြီးတော့ဒီပြိတက်ကဒီ ြောရရင်ရဲလုံးချန်နယ်လေးစင်နေရဲ့ဒီဖျောက်ပင့်ရေးသားမှုကြီးခြားထဲမှာဒီကလေးတွေမတရားပါဘူးဒီဒီကလေးတွေဟိုဒီခုနကပြောလို့ပဲဘောလုံးဖွဲ့ရောက်က တကြမမတ်ဒီအားကစားပေါ့နော်ဒါဆိုရှယ်မှာဆိုရှယ်ခစ်ဆိုတော့ဆိုရှယ်မှာပြောကြရှင်ကြတော့ဒါအပြစ်ပြောရမယ်အပြစ်တော့ပြောလို့မရဒါပေမဲ့ဒီအရင်ဒီရေလို့ channel လက်စင်တွေရဲ့အရင်မြောက်ပင်ရေးသားမှုတွေကြမှာမတရားဝါဖို့လည်းအရေးကြီးတယ်ကျွန်တော်ထင်ပါအဲ့တော့အကိုခုနလည်းပြောခဲ့တယ်မှာပါပါတယ်ဘလုံးဖွဲ့ချုပ်ရဲ့ဒီ guideline တွေကဒီအသေးလေးပုံမှာအရင်အရေးကြီးရယ်ကျွန်တော်ဒီဒီပြချုပ်ဒီပြဥကြော်စီရကိုယ်တိုင်ဒီ walk up ဒီ plan ထားရပေါ့နော်အဲ့တော့ဒီအသင်းကိုနောက်ဆုံးမျိုးကုန်နေတယ်ပေါ့နော်ဒီအသင်းကိုဒီအကို ဒီဘလိုဆက်လက်ပြီးတော့เนาะခုနကကိုပြောတာပါဘလိုဆက်လက်ပြီးတော့ထိမ့်သိမ့်တဲ့နေတော့တင်တယ်ကျွန်တော်ကတော့ဒီတင်းလိုမျိုးပေါ့ဒီပေါ်ပင်မှာမတရားဘာဖို့ကျွန်တော်ဆူတောင်းမိနေပါတယ်ဒီအောင်တို့မျိုးစားတောင်းအောင်ဆိုလဲဒီအကုန်လုံးကခြေစွမ်းခြေစားလည်းရှိတယ်ဟိုတကယ်လည်းဒီထိုင်းတို့ဘာလို့ရှင်နိုင်တဲ့လူစင်းကိုကျွန်တော်ပိုင်ဆိုင်ခဲ့ဘူးလားအဲ့တော့ဒီအတင်းလေးကိုတော့ကိုရောကစနစ်တကျဖြစ်ပါအောင်เนาะဘာကြီးကိုအကြံပေးခြင်းနဲ့နောက်ဆုံးနေနေပေါ့အဲ့ဒါလေးဟိုလာကာကြီးပြောတာဟိုပါဖြစ်တယ် အောင်သူတို့ဒီ2025ဒီနယူးဇီလန်ကမ္ဘာဖလားပေါ့နော်။ဟုတ်ကဲ့။နယူးဇီလန်ကမ္ဘာဖလားမှာအောင်သူတို့ကမ္ဘာဖလားပြိုင်ပွဲကြီးအောင်သူတို့ဝင်ခွင့်ဝင်ကစားခွင့်ရခဲ့တယ်။အဲပြီးတော့အဲ့ဒီကနေပြီးတော့အောင်သူတို့မျိုးဆက်ပေါ့နော်။အောင်သူမမောင်တွင်ဟလာဒီတန်းပိုင်ကျော်မင်းဦးဟိုအစသဖြင့်ပေါ့နော်။ငိန်ချောင်းအောင်တို့ဒီဒီကစားသမားစုဖွဲ့မှုဒီ generation ကိုအကိုတို့လည်းအများကြီးမျှော်လင့်ခဲ့တာပဲ။ဘယ်ပါအများဖြစ်လာမလဲပေါ့နော်။အာဒီဒီ generation ကနေပြီးတော့ငါတို့ အာဆီယံချန်ပီယံရှစ်ပေါ့နော်အခုတိုက်ကာဖလာပဲပြောပြောအခုဟာမီဇူဘီရှိဖလာပဲပြောပြောဥပါစသဖြင့်ပေါ့အဲ့တော့တီမောင်ငါတို့ဘုံများဘိုးဆွဲနိုင်မှာပေါ့နော်စသဖြင့်ပေါ့မြောင်းလင်းခဲ့တာပဲစီကိန်းမှာများပို့တယ်စသဖြင့်ပေါ့ဒါပေမဲ့တကယ်တကယ်လည်းကြတော့ဘာမှဖြစ်မလာဘူးအောင်သူတို့2025နယူးဇီလန်ကမ္ဘာဖလာကိုဝင်ခွင့်ရဝင်ခွင့်ရပြီးရဲ့နောက်ပိုင်းမှာအခုလက်ရွေးစင်အသင်းကြီးအနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိလို့ရှိရင်2026အာဆီယံချန်ပီယံရှစ်မှာမြန်မာတင်းကဆီမီဖိုင်နယ်တက်ဖူးလာကလွဲလို့ အဲ့ဒီ2025နောက်ပိုင်းနေစားပြီအခုဒီအထိဒီနေ့ဒီကနေ့အထိကိုမြန်မာသင်းအဆီမီဖိုင်နယ်ကိုတက်ကုန်မတက်ဘူး2016 2016အဲ့ဒီဟိုကတစ်ချိန်ပဲ semi final တက်ပြီးကြရအခုချိန်ဒီ semi final ကိုမြောက်အိုးစုကနေပဲလှည့်လှည့်ပြန်လာတာဆိုတော့ကမ္ဘာဖလောက်ကိုတက်ခဲ့တဲ့ generation အသင်းတော်မှเนาะအကိုပြောပြတာ ASEAN championship ပဲအဲ့ဒါပြောပြတာလေအကိုပြောအဲ့လိုပြောချင်းဆိုလို့ကျလို့အကိုတို့2015 Singapore စီးကိန်းမှာ နေလင်းထုံးတို့အိုးစုငွေတစိမ့်ရတယ်ဦးကြည်လွန်ခြင်တာပဲ ဥကျင်တွေကင်ခဲ့တဲ့အတင်ဒီ generation တွေလည်းဘယ်ရောက်သွားလဲဒါဆိုလို့ရှိရင်ပြမေးခွန်းထုတ်ပြန်ရှိတာဟုတ်တယ်နော်စီးကိန်းမှာငွေစိမ့်ကြတယ်နှစ်ပေါင်းတော်တော်ကြာမှငွေစိမ့်ပြန်ရလာတဲ့အတင်ဘိုလ်လူပွဲကိုတကြောပြန်တက်လာတဲ့အတင်အဲ့ဒီ generation တွေလည်းဘယ်ပြောက်သွားလဲကစားသမားတွေတော်တော်တိတ်နှက်မျိုးကိုကောင်းတယ်ဒါတွေကဟိုကစားသမားတွေကိုအပြစ်သွားပြောလို့လည်းမရဘူးဒါတွေအကုန်လုံးကဒါ management လုပ်နေတယ်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပုံမှာပဲမူတည်တာအဲ့တော့ခုနအကိုပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိလို့ရှိရင်အာရှယူစပ်ကွန်တိုင်ပွဲကိုမြန်မာက တတန်းတစ်ဆောင်မှာ၄တိုင်တက်ဖူးတယ်နောက်ဆုံးတက်ဖူးတာ2006တိုင်ပွဲအဲ့ဒါအဲ့ဒီ2006တိုင်ပွဲမှာဘယ်သူတွေမျိုးဆက်လဲဆိုတော့ဘယ် generation တော့ကျော်ကိုကိုတို့မျိုးဆက်ဟုတ်ကဲ့ကျော်ကိုကိုတို့2006အဲ့ဒီအာဆတ်ယူစကုံပန်းခဲ့တာဆိုတော့ကျော်ကိုကိုတို့လုံးကလည်းအဲ့ဒီလိုပဲလေကျော်ကိုကိုတို့လည်းအရန်ကောင်းခဲ့တဲ့အချိန်ပဲသူတို့မျိုး generation ကလည်းသူတို့မျိုးဆက်သူတို့သူတို့အသိစုဖွဲ့မှုတွေကလည်းဒါပေမဲ့အဲ့ဒီကစားသမားတွေလည်းဘယ်ရောက်ပါလဲအဲ့ဒီကစားသူတို့လည်းနောက်ပိုင်းမှာမလုပ်ပြနိုင်ဘူးဘာမှမလုပ်ပြနိုင်ဘူးအဲ့တော့အခုတစ်ချိန်အကိုပြန်ပြီးတော့ရောက်လာပြန်ပြီ အခု2026အာရှယူဆက်ကွန်ကိုခြေစဘခြေစဘအောင်ပြီးတော့တိုက်ရိုက်ကစားခွင့်ရလာတဲ့မြန်မာယူဆက်ကွန်အသင်းလေးဒီအသင်းလေးကိုတော့စီကံပိုင်းကိုဘယ်လိုထိန်းကြမလဲပေါ့နော်အခုဒီကလေးတွေက16ဆက်ကွန်ဖြစ်တဲ့အတွက်ကြောင့်အဲလက်တဲ့ဆန်းတာလေးတွေရှိမယ်နော်ဖိန်းတောက်တာလေးတွေရှိမယ်အဲဘီယာတောက်တာလေးတွေရှိမယ်စသဖြင့်ပေါ့နော်အဲ့တော့ဒီအရက်ဘီယာတို့လောင်းကစားတို့အဲနောက်တစ်ခါမွေးစေးဝါတို့ နောက်တော့အပျော်ပါစသဖြင့်ဂိမ်းကစားတာဒါဒါတွေကိုဘယ်လိုထိန်းကြအောင်လဲပေါ့နော်လူငယ်ဆိုတော့လက်တယ်စမ်းနေမှာပဲလှုပ်ချင်မှာပဲဘယ်သူမှမစိုးလေအကိုတို့အသက်အရွယ်တုန်းကလည်း16 17ကဒီလိုတွေပဲရှောက်ပြီးတော့ဟိုကဖြစ်ကြတာပဲဒါသူစုကိုကိုပဲယောက်ျားလေးဆိုတာတော့အဲ့တော့ဒီကလေးတွေကိုဒီဘောလုံးတစ်ခုတည်းပေါ်မှာပဲဟိုအာယုံစိုက်ထားပြီးတော့ဟလာငါတို့ရဲ့တက်ကက်ကအာဝါကက်ကိုရောက်အောင်တွားဖို့ဆိုတဲ့ဟာမျိုးနောက်တစ်ခါဒီကနေတစိမ့်ငါတို့ကထပ်ပြီးတော့ခါလေ ဟိုဟို UNICEF UNICEF အဆင့်ကိုထပ်ပြီးတော့သွားမယ် UNICEF မှာငါတို့ဘယ်လောက်ထိသွားမလဲအာရှကိုသွားမလားဝါကတ်ထိရောက်အောင်သွားမလားအဲ့ဒီကနေမှ UNICEF 3 UNICEF 3က national team စသဖြင့်ခလေးတွေကိုဒီလိုကောင်းကောင်းလေး guideline ပေးပြီးတော့ကောင်းကောင်းလေး control လုပ်နိုင်မဲ့စီကံပိုင်းဆိုင်ရာတွေဒီ control plan တွေစသဖြင့်ပေါ့နော်တရားတွေကိုလုပ်ဖို့ကအကိုတို့လည်းလုပ်လို့မရဘူးဟုတ်ပါဘူးအကိုတို့လည်းဟို ဟို channel လေးအနေနဲ့ပြောလာပဲရှိမယ်ဘာမှလုပ်လို့မရအောင်အဲ့တော့တကယ်လောက်ရမှာကဘလုံးဖွဲ့ချုပ်ကလောက်ရမှာဘလုံးဖွဲ့ချုပ်ကဘလုံး control plan နဲ့လုပ်မယ်ဘလုံး guideline plan နဲ့ guideline plan နဲ့လုပ်မယ်ဆိုတာဘလုံးဖွဲ့ချုပ်ပေါ်မှာမဟုတ်သေးဘူးဘလုံးဖွဲ့ချုပ်အနေနဲ့ကတော့ရှေ့မှာဟလာအမှားပေါင်းများစွာ ဟိုနှမျောစရာကောင်းတဲ့ generation မျိုးဆက်ပေါင်းများစွာအကိုတို့ဆုံးရှုံးခဲ့ရတာတွေရှိပြီးွားပြီခုနအကိုပြောသလိုပဲဟလား2006ကျော်ကိုကိုတို့မျိုးဆက်2015အောင်သူတို့မျိုးဆက်2015ဒေလင်းထွန်းတို့မျိုးဆက်စသဖြင့်ပေါ့စင်ကဲစင်ကဲကစားသမားတွေကတော့ပေါ်လာကြတာပဲသူ့အနေနဲ့သူတို့ပြိုင်ပွဲတွေရှင်ကစားသမားတွေကပေါ်လာမှာပဲဒါပေမဲ့အဲ့ဒီကစားသမားတွေကိုကိုတို့ဘလို့မြေတောင်မြောက်မလဲဘလို့ပိုးမွေးသလိုမွေးမလဲဘလို့ထိမ့်သိမ့်မလဲဆိုတာဟာအဲ့ဒါအရေးကြီးတာဟုတ်အဲ့တော့ဘောလုံးသမားတွေကိုဖြတ်စည်းတာကခုနကကာကြီးပြောသလိုပဲ ဟိုရဲလုံးချန်နယ်လေးတွေကဖြတ်ဆက်စည်းတာလဲပါသလိုဘောလုံးလောကဘောလုံးသမားတွေကိုဖြတ်စည်းတာဘောလုံးလောကဝင်ကျင်နေရပဲဘောလုံးအတိုင်းဝိုင်းနေရသူတွေကပဲပြတ်ပြတ်စည်းနေတာအဲဘောလုံးသမားတွေဟိုအချင်းချင်းတွေကလည်းလက်တိတ်ထိုးပြီးတော့ဟိုဟိုဒီပေါင်းစုံနဲ့ဖြတ်စည်းတာရှိရကွာအကူကဒီမှာတော့ပြောလို့တော့တိတ်အဆင်မပြေဘူးအဲ့လိုမျိုးတွေရှိတယ်အဲ့တော့ဘောလုံးသမားတွေဒီခလေးတွေလူငယ်လေးတွေအနေနဲ့လေဒီနားမရောက်သွားဘူးတချို့ဟိုဟာတွေမှာဟို အစွဲတွေမှာပေါ့နော်မပါဝါဘူးပေါ့နော်ဒါမျိုးလေးတွေတော့ဟိုကသတိပေးခြင်းနဲ့ဟိုကပေါ့အဓိကတော့မနိုင်ငံဘောလုံးဖွဲ့ချုပ်နေတဲ့ဒီကလေးတွေကိုအဓိကစီကံပိုင်းစီကံပိုင်းတင်းနေကြက်ကြက်ထားမယ်ပြီးလို့ကျလို့ချင်းခုနအကိုပြောသလိုပဲဒီကလေးတွေဟုတ်လားအဲအရက်ဘီယာမွေးဆေးဝါးလောင်းကစားအဲဂိမ်းတွေစသဖြင့်ပေါ့ဒီအပျော်ပါးတွေစသဖြင့်အဲ့ဒီခါတွေပုံမှာမตายရွားဘူးအဲ့ဒီခါပုံမှာတစ်ချက်မှတ်မှတ်လေးကွန်ထရိုးလုပ်ပြီးတော့ဘောလုံးပဲအာယုံစိုက်အောင် ထားဖို့အတွက်ကိုဘောလုံးဖွဲ့ချုပ်ကတိတိကျကျလေးတင်းနေကြက်ကြက်လေးနဲ့ကင်တွယ်စေချင်တယ်ဟုတ်ကဲ့ပါဘူးအဲကျွန်တော်တို့ဒီဘောလုံးမျိုးဆက်တွေကတော့ကျွန်တော်တို့မှဒီ ုနကပြောလို့ဆိုတဲ့မျိုးဆက်တကယ်ကောင်းမွန်တဲ့မျိုးဆက်တွေအာရှဆင်လောက်တိမျောလင်းလို့ရတဲ့မျိုးဆက်တွေပိုင်ဆိုင်ခဲ့မှုပါတယ်။ဒါပေမဲ့ကုလသမဂ္ဂချင်းကကြမားကျွန်တော်တို့ဒီဘောလုံးလောကတော့ဘောလုံးအခွင့်အရေးထပ်ပေးနေပါပြီ။အဲ့တော့ကျွန်တော်ဒီလက်ရှိဒီယူဆက်ကုန်ကစားသမားတွေကျွန်တော်ခက်နေမတူတော့ကျွန်တော်ခက်ဒီခက်ခြားတဲ့ကြီးကောင်လူငယ်အကောင်လုံးကအိုင်ဂျူရီယာအရင်မြင်ပြီလားကျွန်တော်တက်အများကြီးမြင်တယ်။ဒါပေမဲ့သူတို့အဓိကအီဂျူတွေထိန်းမှုပဲကွာ။ဒီစိတ်ခံစားချက်တွေသူတို့ရဲ့ဒီဟိုမျက်ကိုပေါ့ဒီအောင်မြင်မှုပေါ်မှာအရင်ချီးတူတာမတရားဘူးဆိုတော့ဒီတင်းတွေကိုကျွန်တော်က အာရှစင်နဲ့ကျွန်တော်မျှော်လင့်မိပါတယ်အဲ့တော့ခုနအကိုပြောတာရည်လေပြပြစုံမို့နော်ဘလုံးဖွဲ့ချုပ်ကလောကမှာပိုင်းနေတယ်ဒီကစားမားလေးစူးစမ်းမဲ့ပိုင်းနေအကိုစေတနာနဲ့အကြံပေးခဲ့တော့လေဒီပရိသတ်တွေကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်လည်းဒီတော်ရှိုးစင်ကိုဒီမှာပဲရှာနာကြင်ပါတယ်အကိုကိုလည်းကျေးဇူးတင်ပါဗျဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မှာတော့ဒီအာရှဖလားကျေးဇူးပဲအောင်မြင်ခဲ့တယ်မြန်မာယူဆက်ကုံအတင်းအကြောင်းကိုကျွန်တော်အတင်းဆက်ပေးခဲ့တာဖြစ်ပါတယ်ကျေးဇူးပေးခဲ့တဲ့ပရိသတ်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ